အောင်ပြည်မှာမေလနောက်ဆုံးပတ်အတွင်းမိလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ29ရက်နေ့နဲ့30ရက်နေ့တို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီးနှက်ခဲမြွနယ်နဲ့မုတ်ကုံးမြွနယ်တို့မှာဖြစ်ပွားခဲ့တာပါ။နှက်ခဲမြွနယ်ကမိလောင်မှုဖြစ်စဉ်ကတော့မေလ29ရက်နေ့ဖြစ်ပြီးနောင်တိန်ကျေးရွာကဥမောက်ဟင်းရဲ့နေအိမ်မှာလျှက်စစ်မီးရှော့ဖြစ်တာကနေမိလောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမိလောင်မှုဖြစ်စဉ်မှာအိမ်သုံးပစ္စည်းတွေအားလုံးမိလောင်သွားခဲ့တာဖြစ်ပြီးတော့စုစုပေါင်းကာလတန်ဖိုးကျပ်ငွေ82သိန်းဝန်းကျင်မိလောင်ဆုံးရှုံးသွားခဲ့ပါတယ်မကုံမြို့နယ်ထဲကမိလောင်မှုဖြစ်စဉ်ကတော့သရွတ်ချိုကျေးွာမှာဖြစ်ပွားခဲ့တာဖြစ်ပြီးမနစ်မေလ30ရက်နေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့တာပါသရွတ်ချိုကျေးွာမိလောင်မှုဖြစ်စဉ်ဟာအသက်26နှစ်အရွယ်ရှိတဲ့စံထွေးမောင်ဆိုတဲ့သူကမွေးရဆေးဝါးတွေအလွန်ကျွံတုံးဆွဲပြီး၎င်းရဲ့နေအိမ်ကို၎င်းကဒက်စီနဲ့လောင်းပြီးမိရှုခဲ့တာဖြစ်ပါတယ် ဲ့ဒီဖြစ်စဉ်မှာတော့စံထွေးမောင်ရဲ့မိခင်ဖြစ်သူကဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်အတွင်းမီးလောင်ဆုံးရှုံးတဲ့ပျက်စီးမှုတန်ဖိုးကစက်သိန်းပေါင်း250ကျော်ဝန်းကျင်ရှိပါတယ်။လက်ရှိမှာစံထွေးမောင်ကိုတောင်ပြည်ရဲ့တပ်ဖွဲ့ကနေအိမ်မီးရှို့မှုအပအဝင်မူရစ်ဆေးဝါးသုံးဆွဲတဲ့ပြမှုတွေနဲ့ပါဖမ်းဆီးအရေးယူထားပါတယ်။တောင်ပြည်မှာမေလတလအတွင်းမီးလောင်မှုက၅ကြိမ်ဖြစ်ပွားခဲ့ပြီးစုစုပေါင်းဆုံးရှုံးမှုတန်ဖိုးကစက်သိန်းပေါင်း640ကျော်ရှိပါတယ်။ကျမလွေပူလိုပါပါရှင်။